မင်္ဂလာပါရှင် MB ရဲ့တနေ့တာညမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့စီစဉ်တက်ဆက်သူမူဝင်ကျဲပါ။အမျိုးသားညီညွတ်ရေးအစိုးရ NGO တည်ထောင်မှုတက်တန်းလေးနှစ်အတွင်းမှာအားနည်းချက်ချိုးရင်းချက်တွေရှိခဲ့ကြောင်းယာယီသမ္မတဒူဝါလက်ရှိလာကဝန်ခံပြောကြားလိုက်ပါရစေ။မြန်မာနှစ်စန်းတရက်ဒီကနေ့ AB 18ရက်မှာ ပြောကြားတဲ့ပြည်သူများထံသို့နှစ်တစ်ကူနှုတ်ခွန်းဆက်မိခွန်းမှာအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။အန်ယူဂျီအနေနဲ့အားနည်းချက်တွေ၊ချုံရင်းချက်တွေကိုပြင်ဆင်ပြီးတော်လန်ရေးခီးကိုဒီဇိုင်းမမက်ခြေတက်လာခဲ့တာအခုဆိုရင်ထိုက်တဲ့အောင်မြင်မှုတွေကိုရနိုင်ပြီဖြစ်ပေမဲ့ဒီအောင်မြင်မှုတွေနဲ့တင်ကျင့်တတ်မှာမဟုတ်ပဲပြည်သူလူထုအားလုံးလိုလားတောင်းတတဲ့တော်လန်ရေးအောင်ပွဲရတဲ့အထိဒီဇိုင်းမမက်ရှေ့ကိုခြေတက်သွားမှာဖြစ်တယ်လို့ယာယီသမရကပြောပါတယ်။ တိုင်းပြည်နဲ့ပြည်သူ့ဗန္နာတွေကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လန်ရေးဖြစ်တယ်လို့စစ်အာဏာရှင်နဲ့စစ်အာဏာရှင်မှတ်သမျှစစ်အာဏာရှင်အမှုအကျင့်အတွေးခေါ်မှတ်သမျှအဆုံးသက်ရဲ့အတွက်စင်နွဲနေရတဲ့တော်လန်ရေးဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိတယ်လို့ယာယီသမရကပြောပါတယ်တော်လန်ရေးအားစုအသီးသီးရဲ့စွမ်းဆောင်ရည်တွေနဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုတွေကြောင့် ဒီကနေ့အချိန်မှာစစ်ကောင်စီအနေနဲ့မြမဆက်သမိုင်းတခြားအကြီးမားဆုံးရှုံးနိမ့်မှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာနဲ့နိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နိုင်မှုက၄ဘုံ၃ဘုံတောင်မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်လက်တွေကဖော်ပြနေတယ်လို့လည်းယာယီတမ်လက်ကဆိုပါတယ်။ဒါကြောင့်ဒီနှစ်2025ခုနှစ်ဟာကြီးမားတဲ့တော်လိုင်းအစ်လက်ပြောင်းဖြစ်လာမယ်နှစ်ဖြစ်တယ်လို့ပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲ အလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နှစ်ဖြစ်ဖို့ကျွန်တော်တို့တော်လိုင်းအားစုတွေအားလုံးစားတဲ့တဘို့ကြိုးပမ်းသွားရမယ်လို့လည်းယာယီတမနာကတိုက်တွန်းပြောကြားခဲ့ပါတယ်။အခါရင်းကြံကာလာပါမှာရှောင်းပဲစကိုင်းတိုင်းမြို့နယ်ရှစ်မြို့နယ်ကကျင်းဝါရီကိုရှေ့ရဆက်တိုက်စိုးစုကလေးချောင်းပုံကျဲဖြစ်ခဲ့လို့ပြည်သူ46ဦးသေဆုံးပြီး60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငလင်ပေးတဲ့အကြောင်းထိခိုက်ခံစားနေကြတဲ့ပြည်သူတွေကို စာနာတဲ့အနေနဲ့နိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ့်မဲ့တတ်မှတ်ခဲ့သလိုရပ်ပေါင်း20အပြစ်ခတ်ရက်စဲတယ်လို့ထုတ်ပြန်ထားခဲ့တဲ့စစ်အုပ်စုဟာအေဘီလာ9ရက်ကနေအေဘီလာ16ရက်မနေ့ကထိရှစ်ရက်ဆက်တိုက်စကိုင်းတိုင်းတွေကကျေးရွာတွေကိုလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့တာမှအခုလိုသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာပါစောစုဟာစကိုင်းတိုင်းတွင်းမှာရှိတဲ့ဝင်းတို့ကောလင်းတပယ်ရင်ဝက်လက်ကနီတစဲမင်းကင်းနဲ့ အရာတော်မြို့နယ်ရှစ်မြို့နယ်ကကျေးရွာပေါင်း15ရွာကိုတကြံတွင်းမှမကြံလေချောင်းပုံးကျက်တက်ဖြတ်ခဲ့တာဖြစ်ပြီးဝင်းသူမြို့နယ်ကနမ်ခမ်းရွာလေချောင်းပုံးကျက်တိုက်ခိုက်ခံရမှုကတော့အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ဝင်းသူမြို့နယ်တာဝန်ရှိသူတို့ကပြောပါတယ်မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလေပေးကြောင့်နိုင်ငံတော်အနေနဲ့ဆုံးလူ3500ကျော်သေဆုံးပြီးအလောင်းတွေထုတ်ယူလို့မပြီးသေးပေမဲ့စိုးစုကတကြံကာလဘူပင်မရမနာပဲ တော်လိုင်းအင်အားစုတွေစိုးမိုးထိန်ချုပ်ထားတဲ့မြို့ရွာတွေကိုနေစဉ်ပုံကျဲတပြက်နေတာပါမန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်းမစိုးရင်ကျောင်းတိုင်းအနီးကိုနှစ်ဆန်းတရက်နေဖြစ်တဲ့အေဘီလာ18ရက်ဒီနေ့မနက်ပိုင်းမှာစိုးစုကတိုက်လေရင်နဲ့နှစ်ကြိမ်ပုံကျဲတပြက်ခဲ့ပြီးထိခိုက်မှုရှိမရှိတော့မသိရသေးဘူးလို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်ဒီကနေ့မနက်စနေဝင်ကြမှာတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံလာကျဲသွားတာပါ ဘိုးကုတ်အရှေ့ပိုင်းမစိုးရိမ်ကြောင်းတိုင်နာလေးကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတယ်လို့ဘိုးကုတ်မျိုးကန်တူကပြောပါရယ်။ကျောစုဟာတကြံကာလနဲ့မြမနှစ်ကူအခါတမာရမဟာဗုဒ္ဓဘာသာဝင်စုဝေးလေးရှိတဲ့ဘုံကြီးကျောင်းနဲ့တရားပွဲတွေကိုအဓိကပြစ်မှတ်ထားပြီးနေညာမနာပဲတိုက်လေနဲ့ဘုံကျဲတက်ပြနေတာပါ။အထူးသဖြင့်စကိုင်းနဲ့မန္တလေးတိုင်းအညာဒေသကဒေါ်လိုင်းအင်အားစုတွေစိုးမိုးထိန်ချုပ်ထားတဲ့မြို့ရွာတွေမှာရှိတဲ့ဘုံကြီးကျောင်းစာသင်ကျောင်းတရားပွဲစတဲ့နေရာတွေကိုဘုံကျဲတက်ပြတာဖြစ်ပါတယ်။ ဧပြီလဆက်နေကစကိုင်းတိုင်းတပဲရင်မြို့နယ်စက်ခက်ရွာမှာတရားပွဲလုပ်နေတဲ့ဘုံကြီးချောင်းကိုစိုးစုကတိုက်လေရင်နဲ့ဘုံကျက်တက်ဖြက်လို့ရဟန်းသားငါသုံးမအပါဝင်၅ဦးတစ်ဆုံးခဲ့တယ်လို့တကြံအကြနေဖြစ်တဲ့ဧပြီလ၁၄ရက်ကလည်းစကိုင်းတိုင်းကနေနဲ့တမင်ချံရွာဘုံကြီးချောင်းကိုစိုးစုကတိုက်လေရင်နဲ့ဘုံကျက်တက်ဖြက်လို့ကိုရင်တပါအပါဝင်၂ဦးတစ်ဆုံးကစွန့်ဖို့သူအမျိုးသမီးလဲတရားရရှိခဲ့ပါတယ်။ မန္တလေးမြို့မှာလူထောင်နဲ့ချီတည်ဆုံတဲ့ငလင်ဘေးတင်မီရပိုင်းအတွင်းကြာရောက်တဲ့တကြံပွဲဟာတိတ်တဆိတ်နဲ့ပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။ ABL 14ရက်ကနေ16ရက်ထိကြာရောက်တဲ့ယခုနှစ်တကြံပွဲအတွက်စိုးစုကမန္တလေးကျုံးပေးမှာရေကစားမှန်းတဲ့တချို့ဆောက်လုပ်ခဲ့တယ်လို့ချမ်းမြတာစီမြို့နဲ့မင်္ဂလာမန္တလေးမှာလည်းတရုတ်စီးပွားရေးသမားတွေနဲ့ပေါင်းပြီးတကြံပွဲလုပ်ဖို့စီစဉ်ခဲ့ပေမဲ့ လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်းငလေးကြောင့်စိုးစုကမန္တလေးတကြံပွဲအစီအစဉ်လေးဖျက်သိမ်းခဲ့ပါတယ်။စိုးစုကပွဲမလုံလို့မန္တလေးကျုံးမေတလျှောက်တိတ်ဆိတ်၆ကတ်နေပြီးတကြံအတက်နေ AB 16ရဲ့ညနေပိုင်းမှာတော့မန္တလေးကျုံးမြောက်ဖက်ချမ်း12လမ်းပေါ်မှာရေဘက်ကစားသူနဲ့စရူဒီကကျွေးမွေးသူတချို့ရှိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။မန္တလေးမြို့တဲ့ရော့ကတ်တွေမှာတော့ မန္တမထိုးပဲရေကစားသူများပြီးစတုစီသာကျွေးမွေးသူလည်းများတယ်လို့ဆိုပါတယ်။ဒါအပြင်မန္တလေးမြို့ပေါ်ကဘားနဲ့ကလပ်တွေမှာတော့စောစုရခွင့်ပြုချက်နဲ့တကြံပွဲတွေပြုလုပ်ခဲ့ပြီးကြိတ်ကြိတ်တိုးစီကားခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။မလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်မန္တလေးမြို့မှာအိုးရင်အဆောင်အုံအများပြပြစီကတေဆုံးသူအနည်းဆုံး၂000ကျော်ရှိပါတယ်။ ငလင်တန်းကြောင့်ပြိုပြက်သွားတဲ့အဆောင်အုံတွေအောက်ပိတ်မိပျောက်ဆုံးနေသူယာနဲ့ချီကြန့်ရှိနေသေးပြီးငလင်လှုပ်ပြီးရက်20ခန့်ကြာဒီကနေ့အေဘီလ18ရက်နေ့အလောင်းတွေထုတ်ယူလို့မပြီးဆုံးသေးပါဘူး။သကိုင်းတိုင်းကတာခရိုင်တွေကအင်းတော်မျိုးကိုအလုံးစုံလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ဆဲဆူဟာချက်ချင်းဆိုသလိုကတာမျိုးကိုစက်ပွင်အင်အားပို့ပြီးခံဆက်ပြင်းနေရလို့ကတာမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ကပြောပါရတယ်။ဆိုးဆူဟာအင်းတော်မျိုးကိုအေဘီလ9ရက်မှာ လက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပြီးနောက်တရက်ဖြစ်တဲ့အေဘီလာရှိရကစလို့ရဟတ်ရင်နဲ့ကတာမျိုးကိုစစ်ကူတွေပို့နေခဲ့ရပါအ ਨੇ ဆုံးရဟတ်ရင်ရှစ်စီးနဲ့အင်အားတွေဖြစ်တင်းထားတာလည်းဖြစ်ပါတယ်ကျိုးစုအင်အားပို့ခန်းစစ်ပြင်နေတဲ့ကတာမျိုးဟာတော်လိုင်းအဖွဲ့တွေတင်ပိုက်ထားတဲ့အင်းတော်မျိုးနဲ့ဆယ်မိုင်ခန့်အကွာမှာတရှိနေရလည်းဖြစ်ပါတယ်ကတာကိုကျိုးစုအင်အားတွေပို့ဆောင်ရမှာကက်မလူကပြူစောဒီတွေနဲ့ဗမောက်ကကျိုးစုအဖွဲ့တွေကိုပို့ဆောင်နေတာ ဖြစ်တယ်လို့ဆိုပါတယ် ကတားခရိုင်ထဲမှာဆိုရင်ကတားအင်းတော်ဗမောင်နဲ့ထီချိုင်းမြို့နယ်တွေပါဝင်ပါတယ်။သခိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့နယ်မြေချင်းထိဆက်နေတဲ့ကတားကမ်ဘလူနဲ့ကောလန်စားတဲ့ကာသုံးလုံးခရိုင်ထဲပင်လယ်ဘူးမော်လူနဲ့အင်းတော်မြို့တွေကိုတော်လင်းရေးဘွဲတွေကတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ကောလင်းမြို့ကိုတော့တိမ့်ပိုက်နိုင်ခဲ့ပေမဲ့သုံးလကအကြာမှာစိုးစုစုပြန်လဲလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။